အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တက်ဆာက MN ဖြစ်ပါတယ်ကျွန်တော်ဒီနေ့လုတ်ပြပေးမလေးကတော့ A2F Free Trial ရဲ့အကောင့်လေးကိုဖွင့်ပြပေးမှာဖြစ်ပါတယ် AWS free trial ရဲ့စာဖွင့်ဖို့ဆိုအာ AWS account မဖွင့်ရသေးရေးမေးတစ်ခုလိုပါမယ်။အာ visa card တကက်လိုမယ်။အာဘယ် visa card မစုံရင်ရပါတယ်။ဆိုတော့ကျွန်တော်နဲ့အတူ account ဖွင့်နေလေးလိုက်ကြည့်ပေးကြပါဦးခင်ဗျာ။ ပထမဆုံးကျွန်တော်တို့ Google ရဲ့ Search Bar မှာ AWS ကျွန်တော်တို့ Free Trial ဆိုတဲ့ဟာလေးပေါ့နော်အားလေးကိုကျွန်တော်တို့အရင်ဆုံးရှင်းချလိုက်မယ်ပေါ့နော်ရှင်းချလိုက်မယ်ကျွန်တော်ပထမဆုံးတွေ့တွေ့ချင်းလေးဖြစ်တဲ့အာကောင်လေးပေါ့နော် Google Free Trial ရဲ့အကောင့်ဆိုတာတို့နေမယ်အာကျွန်တော်တို့ခဏဆောင်ပြင်မယ်ပေါ့နော် ကျွန်တော်တို့အမှအောက်လေးနဲ့ဆွဲချတာလိုက်မယ်ဆိုရင်ကျွန်တော်တို့အမှ free plan နဲ့ကျွန်တော် pay plan ဆိုနှစ်မျိုးရှိရပါတော့เนาะအမှကျွန်တော် free plan မှာဆိုရင်ဘာရရမယ်ပေါ့เนาะ6လ free ရမယ်အာပြီးတော့ရင်ဘာရရမယ်ကျွန်တော်ဒီဘက်မှာဆိုရင်လည်း pay plan မှာဆိုရင်ကျွန်တော်တို့တွေစာပေ150အထိပေါ့เนาะရမယ်ပေါ့เนาะကျွန်တော်တွေ Brazil ပေါ့เนาะဒေါ်လာ200ကျွန်တော်တွေရမယ်အာပြီးတော့ရင်ကျွန်တော်တွေဒါပေမဲ့8ဒေါ်လာ200မှာကျွန်တော်တို့က free pay ရတဲ့ဟာတွေကကျွန်တော် free လို့ပါတဲ့ဟာတွေပေါ့เนาะ include free ပါတဲ့ဟာတွေကျွန်တော် free ရမှာဖြစ်တယ် အားဆိုကျွန်တော်တို့အပေါ်လေးနည်းဆွတင်ပြီးတော့ create a free account ဆိုပြီးတော့ account လေးစာဖွင့်နိုင်မှာပေါ့နော်ကျွန်တော်တို့အမှဆိုရင်အာ user email address မှာကျွန်တော်ဆောင်းနာပြောခဲ့အေးပွဲမဖွင့်ရသေးတဲ့ email ပေါ့နော် email အတိတ်ကလေးကျွန်တော်ထည့်မယ်အာကျွန်တော်ကတက်ဆာကမြန်မာဆိုတော့ကျွန်တော်တက်ဆာကမြန်မာ mail လေးပေါ့နော်ကျွန်တော် mail လေးထည့်လိုက်မယ် အမကျွန်တော်တို့က AWS account name မှာကျတော့ကျွန်တော်တို့ရဲ့ AWS မှာပေါ်မယ့် account name လေးထည့်မယ်ကျွန်တော်ကတက်ဆာကမြန်မာလို့ထည့်မယ်ကျွန်တော် channel name လေးပေါ့တက်ဆာကမြန်မာလို့ရှိုက်မယ်ကျွန်တော်ပြီးရင် party file email address ကိုနေမယ်ပေါ့ကျွန်တော်ကတော့ mail ကိုကျွန်တော် outlook mail နဲ့ကျွန်တော်ဖွင့်ထားတာမလို့ကျွန်တော် outlook ထဲမှာသွားပြီးယူမယ်ပေါ့နော်အာလူကြီးမင်းတို့ကဟိုမှာ mail email ကို gmail လို့မှာဖွင့်ထားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ gmail ထဲမှာသွားယူရတယ်ပေါ့နော်ကျွန်တော်အမ verification code လေးကျွန်တော်တို့ copy ကူးမယ် ကိုပြီးကိုပြီးကျွန်တော် certificate code ထဲကိုထည့်ပေးမယ်ပြီး verify လုပ်မယ်ပေါ့ကျွန်တော်အမှ password ပေါ့နော် root user password ကိုကျွန်တော်အောက်မှာပြခဲ့ပြတဲ့အချက်လေးလေးချက်ပေါ့နော် upper case letter ပြရမယ်အဲ့ဒါလေးကျွန်တော်တို့ထည့်ပြီးရောလိုက်ပြီးထည့်ပေးရမယ်ပေါ့နော်သူပြောထားတဲ့အတိုင်းလေးပဲပေါ့ကျွန်တော်ထည့်မယ်ပြီး confirm ထည့်မယ် fan ထည့်မယ် sorry continue ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ပေးမယ်အာကျွန်တော်အမှပေါ့နော်ရွေးခိုင်းနေမယ်ကျွန်တော်တို့အမှ try လုပ်ပေးရမယ် အာ try လုပ်တဲ့ချိန်ညာရင်ကျွန်တော် free နဲ့ pay နဲ့ပေါ့နော်ဘယ်ဟာယူမလဲပေါ့ကျွန်တော် free ဆိုရင်တော့အခုနောက်ပိုင်းမှာကျွန်တော် ASEAN နေပေါ့နော် Asia မှာဆိုကျွန်တော် limited ရှိရပြအာကျွန်တော် site ကြီးထောင်လို့မရတာလို့ပေါ့နော် run လို့ CPU လို့အများကြီးဆိုကျွန်တော် pay မထောင်တာပါလို့ရှိရပေါ့နော်တကယ်လို့တင်ရပေါ့နော်လို့ run လို့ CPU လို့ ကိုများများတုံးညင်နေဆိုရင်တော့ကျွန်တော်တို့တွေအဲဒီကျွန်တော် pay plan နဲ့ဖွင့်မယ်အဲ့လိုမဟုတ်ပဲကျွန်တော် free တမားပေါ့ရိုတန်ဆိုင်အောင်မယ်ဆိုရင်တော့အမှ house free plan ဆိုတဲ့ဟာလေးပေါ့ဒီထုတ်ပြရမှာเนาะကျွန်တော်ဒီကောင်ကတော့6လပြည့်သွားရင်တော့ကျွန်တော်တို့ auto pay ပေါ့မှာဗျာအကောင့်လေးက free free ဆိုရင်ပေါ့เนาะဆိုတော့ကျွန်တော်တွေဆက်ပြီးတော့တုံးလို့ရတယ် PSU code ပေါ့เนาะကျွန်တော် pay plan နဲ့ပြသွားမယ်ကျွန်တော် free plan နဲ့ပြပေးမယ် အာကျွန်တော်ဒီအဆင့်မှာကျတော့ကျွန်တော်တို့တွေကအမှ business နဲ့ကျွန်တော် personal ပေါ့နော်ကျွန်တော်တို့က personal သုံးပါတော့ personal ဆိုတဲ့ဟာလေးကိုကျွန်တော်ယူရမယ် project လေးပဲကျွန်တော်နာမည်ကကျတော့ကုချက်တဲ့နာမည်ထည့်ပြီးလုပ်ရတယ်ကျွန်တော်အမှကျွန်တော်တို့တက်ဆာကမြန်မာကျွန်တော်တို့ရဲ့ channel နာမည်ထည့်မယ်အပြောင်း country ပေါ့နော် country မှာကျွန်တော်တို့ကမြန်မာထည့်လိုက်ပေါ့မြန်မာထည့်ပြီးကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပေးပေါ့မြန်မာဖုန်းနံပါတ်ထည့်ပေးမယ် နဲ့ထည့်ပြပြန်ကြောက်ရင်ကျွန်တော်ကျွန်တော်ရေ country မှာလုံမြန်မာဆိုတဲ့ဟာကျွန်တော်ပြင်မယ်ဒီပေးပွားရင် address line 1မှာကျွန်တော်ရန်ကုန်ဆိုပြီးထည့်ရတယ်ဗျရန်ကုန်ဆိုတာလေးကျွန်တော်ရိုက်ထည့်မယ်နဲ့ထည့်ပွားရင်ကျွန်တော်တို့အာ city မှာလည်းရန်ကုန်ပဲခင်ဗျ city မှာလည်းရန်ကုန်ပဲထည့်မယ်အာပြီးရင် state မှာလည်းကျွန်တော် state ဆိုတဲ့နေရာလေးသွားမယ် state မှာလည်းကျွန်တော်ရန်ကုန်ပဲထည့်မယ်ကျွန်တော်အမအာ postal code မှာကျွန်တော်15လုံးရိုက်ထည့်လိုက်ပါတော့ပြီးကျွန်တော်အမှန်ကြီးလေးနေပြီကျွန်တော်တို့ agree and continue နေမယ် ပြီးတော့ကျွန်တော်ဒီအဆင့်လေးကကျွန်တော် visa ကတ်ထည့်ရမယ့်အဆင့်လေးပေါ့နော်ကျွန်တော်လိုရပြောခဲ့တဲ့ visa ကတ်လေးပေါ့နော်ကျွန်တော်အမ visa ကတ်နံပါတ်ထည့်မယ်ကျွန်တော်ရေအမပြီးရင်လာလေးပေါ့နော်ကျွန်တော်ရေ expire date ရှိရပြကျွန်တော် visa ကတ်မအားလေးလာလေးယူပေးမယ်ပြီးရင်ကျွန်တော်နှစ်ယူပေးမယ်ပေါ့နေပြီးသွားရင်ကျွန်တော် certificate ကိုလေး visa ကတ်မှာပါတယ်အားလေးကျွန်တော်ထည့်ပေးမယ်၃လုံးရှိရပြပြီးရင်ကတ်ဟိုတာ name ပေါ့နော်ကတ်ပိုင်ရှင်ရဲ့နာမည်ကျွန်တော်ရေထည့်ပေးမယ်ပြီးသွားရင်တော့ကျွန်တော်ရေ verify continue ဆိုတာလေးနှိပ်ပေးမယ်ပေါ့နော် ကျွန်တော်ဒီအစီအလေးမှာလည်းလည်းပြဿနာလေးရှိလာရေပေါ့နော်ဒါပေမဲ့ကျွန်တော်စမ်းပြပေးမယ်เนาะမြန်မာဖုန်းနံပါတ်လေးနဲ့ကျွန်တော်ပြင်ယူကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်အေးစမ်း SMS လေးကိုနှိပ်လိုက်မယ်အာကျွန်တော်အမ security အရကျွန်တော်တို့ verification လေးရေးခိုင်းလိုက်မယ်ကြာဒီခိုင်းတဲ့ဟာကိုကျွန်တော်ရေးမယ်ပေါ့နော် ပြီးွားရင် submit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ကျွန်တော်တွေ sync ကတ်သေးဘောเนาะအရင်တော့တော့ကြာရပြီကျွန်တော် verify ကုတ်လေးဘောเนาะ sync ကတ်သေးကိုကြာပြီတယ်မြန်မာ sync ကတ်ဆိုရင်ကြာပြီတယ်အခုမကြတော့ဘူးဗျကျွန်တော်တို့ advert ကြောင့်ဒီလိုနိုင်ငံခြားဖုန်းနံပါတ်တွေဘောเนาะအတိမိတ်ဆွေတွေရဲ့ဖုန်းနံပါတ်ကိုထည့်ကျွန်တော် verify လုံးမရတော့ရယ်ဗျအဲ့လိုပုံစံလေးဖြစ်သွားတယ်အခုနောက်ပိုင်းအဲ့တော့ကြောင့်ကျွန်တော်တို့ return to the period ပေးဆိုတာနှိပ်လိုက်မယ်နှိပ်ပြီးွားကျွန်တော်တို့အမှာကျွန်တော် country and region ဆိုတာလေးကိုကျွန်တော်ထိုင်းပြောင်းမယ်ဗောနော်ထိုင်းလန်ပြောင်းလိုက်မယ်ထိုင်းလန်ပြောင်းမှုအရင်ကျွန်တော်အမှာ အာဖုန်းနံပါတ်လေးထည့်မယ်ပေါ့နော် time ဖုန်းနံပါတ်လေးပေါ့ဟိုအမှ45လေးလောက်ပေးမယ်ပေါ့နော်45လောက်ပေးကျွန်တော်ခဏဆောင်းမယ်ဆောင်းမယ်သူပြပေးတဲ့ဟာလေးကိုကုတ်နံပါတ်လေးကိုကျွန်တော်ရှင်းမယ်အင်းကျွန်တော်တို့ submit ဆိုတဲ့ဟာလေးပြီးရင်ကျွန်တော်ဆောင်းတာအတိုင်းပဲ45ကုတ်လေးရကျွန်တော်တွေအဲကုတ်အတိမိတ်ဆိုရဲပေါ့နော်နိုင်ငံသားမှာကုတ်အတိမိတ်စီရဲဖုန်း SMS လေးရကျွန်တော်လာကြလိမ့်မယ်အဲကုတ်လေးကိုကျွန်တော်ကထည့်ပေးလိုက်ပြီဆိုရင်ရှားမယ်ပေါ့နော် ခုနှစ် news ဆိုတာလေကျွန်တော်နှိပ်မယ်နှစ်ပြီးပြီးခဏဆောင်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ရေအမ agree ဆိုတာလေအမှန်ချင်မယ်ချစ်ပြီးတော့ရင်ကျွန်တော်ခုနှစ် confirm ဆိုတာလေနှိပ်မယ်ပေါ့နော်ညာ confirm နှိပ်မယ်ရင်ကျွန်တော်ရေ mail လိမ့်မယ်ပေါ့နော် basic support fee လောက်မှလာကျွန်တော် developer support လောက်မှလာပေါ့နော်ကျွန်တော်က basic fee ဆိုတော့ free ထိုင်တော့ basic fee လို့နှိပ်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်တို့ကျွန်တော် complete science ဆိုတာလေကိုနှိပ်မယ်ပေါ့နော် complete science လေးနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ခဏဆောင်ပေးရမယ်ပေါ့နော် ော်ပထမစာဝင်ခဲ့တဲ့ပေးလေးတော့တော့ပြန်ရပြီကျွန်မ sign in to console ဆိုတာလေးပေါ့เนาะကျွန်တော်နှိပ်လိုက်မှာပေါ့เนาะနှိပ်လိုက်မှာဆိုရင်ကျွန်တော်တို့ login နဲ့ AWS free trial ဆိုတဲ့ account လေးကျွန်တော်ရပါပြီပေါ့เนาะကျော်အမှဆိုရင်အမှ desktop လေးကြာလာမယ်အမှ console home တော့အရှိရဲ့အမှကျွန်တော်တို့ greener မှာ name လေးပေးတဲ့ test account မှာလေးဖြစ်ပါမယ်ပေါ့เนาะကျွန်တော်တို့ဤစပြီးတော့ free trial account လေးကိုစတင်အသုံးပြုရည်ဖြစ်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ